မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလာနေ့ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ဘကိုးတိုင်းမူးမြို့နယ်မှာအကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့ကြေးရွာ၅ခုကို KNL ဦးဆောင်တဲ့တော်လိုင်းပူပေါက်တပ်များကတိုက်ခိုက်သိမ်းပိုက်ရာစစ်တပ်ဘက်ကဒုတက်ရင်မှုတအုပ်နဲ့အရာခံဗိုလ်တအုပ်အပါအဝင်တေဆုံးသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ28ရက်နေ့မနေ့တနင်္ဂနွေမှာမူးမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ရဲ့ခလာရ60နဲ့ခလာရ83ပူးပေါင်းတပ်ပေါင်းစုကစစ်ကောင်စီတပ်သားများထိုးစစ်ဆင်ကခြေကုပ်ယူထားတဲ့နေရာများဖြစ်တဲ့နောင်ကုန်းရင်းတိုက်ကုန်းရံမျိုးအောင်ရွာကြီးအင်းကျုံကုန်းနှုတ်ကလော်နဲ့တောင်စုကြီးပါများကို KNL ဥဆောင်တဲ့တော်လိုင်းပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းယူရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်က ဒုတက်ရင်မှုတော်ဝပါအဝင်အရာခံဗုဒ္ဓဦးကြဆုံးကအများပြထိခိုက်သေဆုံးမှုရှိပြီးတော့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗါးအကြမ်းဖက်စစ်ကောင်စီတပ်များဟာခြေရွာအတွင်းမှာတပ်ဆွဲထားမှုကြောင့်ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့ဒုက္ခမျိုးစုံနဲ့ကြုံတွေ့နေရတယ်လို့ KNU ဗဟိုကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ဘကိုးတိုင်းနတ်တလင်းမြို့မှာဓမိုင်ငယ်ရဲစခန်းကိုဝင်းရောက်တိုက်ခိုက်သိမ်းပိုက်ရာစစ်ကောင်စီတပ်သား3ဦးတိုက်ဆုံးပြီး60မမတက်လက်အပါအဝင်လက်နက်6လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့မေလ2ရက်နေ့မနက်အစောပိုင်း3:30မိနစ်ကနတ်တလင်းမြို့အရှိပံမှာရှိတဲ့ဓမ္မငယ်ကြီးရွာမှာတပ်ဆွဲထားတဲ့ရဲကင်းစခန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲတနအီကကြာမြင့်ခဲ့ပြီးတော့စစ်ကောင်စီတပ်သား3ဦးသေဆုံးကကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစခန်းကိုစွန့်ခွာပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်စစ်ခွေးတကောင်က ကွက်တဲ့ဆေးရုံရောက်မှသေးတာဆေးရုံရောက်တာကနှစ်ကောင်ရောက်တာပါတကောင်သေးတယ်လို့ထပ်ပြီးတော့သတင်းရတယ်အဲ့ဒီတိုက်ခိုက်မှုမှာစုစုပေါင်းစစ်ခွေး၃ကောင်သေးတယ်လို့တာယာဝတီခရိုင်တိုင်ရဲ့၃၈၃မြတ်တက်ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အခုလိုမျိုးတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ရဲကင်းစခန်းအတွင်းကိုဝင်ရောက်ပြီးတော့နေပြည်ရှင်းလင်းရေးလှုပ်ဆောင်ခဲ့ရမှာ G3 အမျိုးအစားတနက်တလက်ကာပိုင်အမျိုးအစားတနက်၃လက် MA3 အမျိုးအစားတနက်တလက်60မမစိန်ပြောင်းတလက်60မမဘုံဒီ၉လုံး လတ်စတစ်နေမိုင်း၅လုံးရင်းဖြတ်မိုင်း၄လုံးနဲ့ G3G 120တောင်းတို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲကိုပြည်သူ့ကာကွယ်တပ်မတော်စစ်စင်ရေးနယ်မြေနဲ့ဘကိုးတိုင်းစစ်ဌာနဗျူဟာ၂၀နဲ့တိုက်ရင်၃၈၃၁တက်ခွဲနဲ့တက်ခွဲ၆နဲ့နတ်တလင်းပကဖတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ DNL ကသိမ်းပိုက်ထားတဲ့နောင်ချိုကြောင်မဲတီဘောမိုးမိတ်မိုးကုတ်နမ်ဆန်နဲ့မမ်တုံမြို့နယ်တို့က DNL တပ်များပြန်လည်ဆုတ်ခွာပေးရန်စစ်ကောင်စီရဲ့တောင်းဆိုမှုကို ်တရနာလီကပယ်ချလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံရဲ့ဂျောင်းဝယ်မှုနဲ့အေပီလာ28ရက်နေ့နဲ့29ရက်နေ့တို့မှာစေကောင်စီရဲ့ကိုယ်စားလှယ်နဲ့တရနာလီဘက်ကဒုတိယဗိုလ်ချုပ်ကြီးကားချုပ်ဂျာဦးဆောင်နဲ့ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ကြတယ်လို့သိရပါဗျ။စေကောင်စီကနောင်ချိုကြောင်မဲတီဘောမိုးကုတ်မုံမိတ်စတဲ့ဒေသများက လောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နမ်ဆန်နဲ့မန်တုံမြို့နယ်အတွင်းအထိကိုတောင်းတက်မတော်တပ်ဖွဲ့ဝင်များအားလုံးကိုပြန်လည်ဆုတ်ခွာပေးရန်တောင်းဆိုလာတယ်လို့သိရပါတယ်။အဲ့ဒီတောင်းဆိုချက်ကို TNL ကိုစက်လဲများကသဘောမတူနိုင်တဲ့အတွက်နှစ်ဖက်အပြန်လည်ဆွေးနွေးမှုဖက်ဆက်မတိုးနိုင်သေးပဲနှစ်ဖက်အပြစ်ခတ်ရက်စဲနိုင်ရအတွက်လာမယ့်ဩဂတ်လမှာထပ်မံတွေ့ဆုံရန်သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။စစ်ကောင်စီကလေကြောင်းကနေဘုံကျဲခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း ဒရုန်းများနဲ့တိုက်ခိုက်ခြင်းထိုးစစ်ဆင်ခြင်းစတဲ့ပြစ်ခတ်တိုက်ခိုက်မှုများအားလုံးကိုရပ်တန့်ရန်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်ဒေသတည်ငြိမ်အေးချမ်းရန်တရုတ်ကကြားဝင်ပေးခြင်းဖြစ်တယ်လို့သိရပါဗျ။ TNL ကိုလည်းကိုကန့်တပ်ဖွဲ့ MNDAA လိုမျိုးတဆင့်တိုးပြီးတော့အပြစ်ခတ်ရစဲရေးပြုလုပ်နိုင်ရန်အတွက်ပြုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှီကျွမ်းကကမကထပြုတ်ပြီးတော့အလေးထားကြိုးပမ်းပြီးနှစ်ဖက်တွဲဆုံမှုများအလျင်မြန်တိုးတက်လာစေရန်ဆောင်ရွက်ခြင်းဖြစ်တယ်လို့တီအန်အာလေးကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစောမြို့နယ်ကြောက်ထုတိုက်နယ်အတွင်းအကြမ်းဖက်စစ်တပ်ကလေရင်နှစီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမေလတရက်နေ့ည09:50မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ရဲ့ဒရအူလေစစ်ကနေတက်လာတဲ့ YAK-130 Jet Fighter ဒဇင်းနဲ့မိထီလာရှမ်းတဲ့လေတပ်ကနေတက်လာတဲ့ Mi-29 Jet Fighter ဒဇင်းတို့နဲ့ စောမြော့နယ်ကြောက်ထုတိုက်နယ်အတွင်းထဲကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ပြည်သူလူထုတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။လေးချောင်းကနေဘုံကျဲသွားတာကထိခိုက်မှုတော့မရှိပါဘူး။ဖုန်းလိုင်းတွေလည်းပြတ်နေတော့ဆက်သွယ်ရေးကရန်ကိုခတ်ခဲနေတယ်လို့ရောလင်းနန်းကကိုပါကောင်းကသတင်းပေးဖို့ပြောကြားထားပါတယ်။အခုရက်ပိုင်းအတွင်းမှာအချမ်းမဆက်တက်ကရောနယ်ဒေသကိုဖုန်းလိုင်းများဖြတ်တော့ကနေ့စဉ်ရက်ဆက်လေးချောင်းကနေဘုံကျဲမှုတွေဇက်တိုက်လှုပ်ဆောင်လျက်ရှိပြီးတော့မိဘပြည်သူများအနေနဲ့လေးချောင်းရန်ကာကွယ်ရေးနီလန်းများကိုလိုက်နာကြပါရန်နဲ့ဘုံခုံကျင်းများတူးထားကြပါရန်တော်လိုင်းအင်အားစုများကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ င်းဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်ဆက်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အဆောက်အဦနဲ့ပစ္စည်းများမိလောင်ပြကျခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ29ရက်နေ့ညနေ9:50မိနစ်ခန့်ကနေ6:10မိနစ်အထိကြောက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့နုံညာသူပေါ်ဖောပလောလော်မူတော်လော်မူပင်နဲ့မော်လေးနေရများကိုအကြမ်းဖက်ဆက်တက MI35 Y12 နဲ့ Jet Fighter တို့နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗါးအခုလိုမျိုးအကြမ်းဖက်ဆက်တက်ရဲ့၄ချောင်းကနေ အချိန်ချင်းပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်လော်မှုသောချေးရွာမှာရှိတဲ့စောဆက်လဲရဲ့နေအိမ်၊ဆိုင်ကယ်၊ဂိုဒေါင်နဲ့တဲများပါထိမှန်ပြီးတော့မိလောင်ပြချသွားတယ်လို့သိရပါတယ်။ညောင်လေးပင်ခရိုင်အတွင်းမှာရှိတဲ့လေတို့မြို့နယ်၊စောတိမြို့နယ်၊မူးမြို့နယ်တို့အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့တော်လိုင်းရေးတပ်များကြားထဲမှာတိုက်ပွဲများအချိန်ချင်းဖြစ်ပေါ်နေပြီးတော့အာနာတိတ်အချမ်းဖက်စစ်ကောင်စီတပ်ဘက်ကလည်းထိခိုက်မှုများစွာရှိနေတဲ့အတွက်ကြောင့်လက်နက်ကြီးများ drone များလေယာဉ်များကိုအသုံးပြုပြီးတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ပြည်သူလူထုတွေနေထိုင်တဲ့နေရာများအတွင်းကိုပစ်ခတ်တိုက်ခိုက်မှုများလုံဆောင်လျက်ရှိတယ်လို့သိရပါတယ်။အခုလိုမျိုးအကြမ်းဖက်ဆက်တိုက်ရဲ့တိုက်ခိုက်မှုများကြောင့်အပြစ်မဲ့တဲ့အရဲသားပြည်သူများဟာစိုးရိမ်ကြောက်ရွံ့မှုများစွာနဲ့နေထိုင်နေရပြီးတော့တိုက်ပွဲဖြစ်ပွားရာအနီးကျေးရွာများမှာလည်းစိုးရိမ်ကြောက်ရွံ့ကစစ်ဘေးရှောင်လူကြီးတွေဟာလည်းနေစဉ်နဲ့အမျှတိုးတက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်း6မြို့အဝင်မှာစစ်ကောင်စီတပ်ကလူငယ်များကိုစစ်မှုထမ်းခိုင်းရတဲ့အတွက်ပေါ်တာဆွဲဖမ်းဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုမေလာအတွင်းမှာဖွင့်လှစ်မယ်စစ်မှုထမ်း အပတ်စဉ်73အတွက်အကြမ်းဖက်စစ်ကောင်စီတပ်က6မြို့အဝင်းမှာစစ်ဆေးရေးဂိတ်များဖွင့်လှစ်ပြီးတော့ခရီးသည်တင်ကားတွေပေါ်ကလူငယ်များကိုမှတ်ပုံတင်များစစ်ဆေးခြင်းဖုန်းများကိုစစ်ဆေးခြင်းများလှုပ်ဆောင်ပြီးတော့လူငယ်တချို့ကိုမတင်ကားဘူးဆိုပြီးတော့ဖမ်းဆီးပြီးစစ်မှုထမ်းခိုင်းရန်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။အေပီလာ28ရက်နေ့ကလင်းထက်ကျဲခရီးသည်တင်ကားပေါ်ကခရီးသွားလူငယ်2ဦးကိုစစ်တပ်က6မြို့အဝင်းမိုးပေါက်ကန်ဂိတ်မှာဆွဲချသွားတယ်လို့သိရပါတယ်။အဲ့ဒီလူငယ်2ဦးဟာ6မြို့နယ်ဆက်လက်အုပ်စုပင်းဝအိုဘိုကြီးရွာကဖြစ်တယ်လို့သိရ 来吧嘞，来洗嘛，在这个在某摊摊沿住，盘水河上端嘞路表白嘞。 အလားတူပဲတနင်္သာရီတိုင်းဘိတ်ခရိုင်ပလောမြို့အဝင်းစစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်မှာလမ်းသွာလမ်းလာလူငယ်15ဦးကိုစစ်မှုထမ်းခိုင်းရန်စစ်တပ်ကအတရားတမဖမ်းဆီးသွားတယ်လို့သိရပါတယ်။မေလာတရက်နေ့မနက်ပိုင်းကလက်ကူးရွာဘက်ကပလောမြို့ဘက်ကိုလာတဲ့လမ်းပေါ်မှာဖွင့်လှစ်ထားတဲ့ကြောက်စုစစ်ကောင်စီဂိတ်ကိုထွေအုပ်ဆရာဖရဲနဲ့စစ်ကောင်စီတပ်ကကားလေးစီးနဲ့ရောက်ရှိလာပြီးတော့ပုံမှန်အတိုင်းသွာလာနေတဲ့လူငယ်အမျိုးသားများကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။မနေ့ကမနေ့၈နှစ်ခွဲကနေ မနက်ဆက်တနားရီဝင်းကျင်အထိလူငယ်15ဦးဖမ်းဆီးခံလိုက်ရပါတယ်ဂိမ်းမာကရက်ဝတ်တွေနဲ့ရောစစ်ယူနီဖောင်းတွေနဲ့ရောပါသွားတာကအကုန်လုံးလူငယ်ယောက်ျားလေးတွေကြီးပါပဲအမတ်လေးရက်ကွက်ကများပါတယ်အမတ်3နဲ့အမတ်နဲ့ရက်ကွက်ကတချို့လဲပါတယ်ဂိတ်ကလည်းအမတ်လေးရက်ကွက်မှာရှိနေတာပါပြီးတော့ဒီရက်ကွက်ထဲကအများဆုံးကိုပဲခေါ်သွားတာပါလို့ဖမ်းဆီးခံရတဲ့လူငယ်နဲ့နှိဆက်သူတို့ကပြောပြထားပါတယ်ဖမ်းဆီးခံရတဲ့သူတွေက71ဦးကန့်ကိုပလောမျိုးမှရဲစခန်းကိုပို့ဆောင်လိုက်ပြီးတော့ကြန့်ရှိနေတဲ့လူငယ်၄ဦးကိုခံဝင်နဲ့ပြန်လွှတ်မဲ့အခြေအနေရှိတယ်လို့သိရပါတယ် ်ပလောင်းမြို့မှာရဲစခန်းကိုပို့ဆောင်ခံရတဲ့လူငယ်များကိုစစ်မှုထမ်းခိုင်းရအတော့ဗိမ်းမြို့နယ်ရွှေတူးရွာအခြေဆိုင်တိုက်ပွဲဝင်စီယုံရေးတင်တန်းကြောင်းတိုက်စည်းကိုရေလန်းကနေတစ်ဆက်ပို့ဆောင်ရရှိတယ်လို့သိရပါတယ်ပလောင်းမှာလူငယ်တွေကိုဆယ်နဲ့ချီဖမ်းပြီးတော့စစ်မှုထမ်းပို့တာမျိုးကဒါနဲ့ဆိုရင်၃ချိန်နဲ့အထက်ရှိပါပြီဒါပေမဲ့နေကင်းဘတ်ကြီးဂိမ်းမှာအစုလိုက်အပြုံလိုက်ဖမ်းတာမျိုးကတော့ဒါပထမဆုံးအချိန်ပါပဲနေရာပေါင်းစုံမှာအရေးနေပြီးတော့အင်အားဆုံးရှုံးနေတာကိုပြန်ဖြစ်တင်းဖို့စူးစမ်းနေတာလို့ယူဆရပါတယ်လို့ဘိတ်ခေအိုက်မတ်တဲ့တိုင်ရင်ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ အာနိုးကပြောပြထားပါဗျ။ဖမ်းဆီးခဲ့တဲ့လူငယ်များရဲ့ဆိုင်ကယ်များကိုလည်းစစ်တပ်ကတဘာတဲ့တင်စီသွားတယ်လို့သိရပါဗျ။အလားတူပဲဒဝယ်မြို့ကမျောကင်းတရားနယ်ဘျောတော်ဝမြို့အဝင်ဂိမ်းများမှာလည်းစစ်တပ်ကလူငယ်များကိုစစ်မှုထမ်းခိုင်းရန်ဖမ်းဆီးမှုများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာပေါ်တာဆွဲဖမ်းဆီးခံရပြီးတော့စစ်မှုထမ်းတပ်သားအဖြစ်နဲ့အတင်းအကျပ်စစ်ထဲအသွင်းခံရတဲ့ပသိမ်ကြီးမျိုးနဲ့ခမရတစ်တစ်ကိုတရင်ကစစ်မှုထမ်းတပ်သားတဲ့တူအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလာတရက်နေ့ကပသိမ်ကြီးမျိုးနဲ့ခမရတစ်တစ်ကိုတရင်ကစစ်မှုထမ်းတပ်သားတဲ့တူဟာဘာမာ Revolution Rangers တပ်ဖွဲ့ထံကိုဆက်သွယ်ပြီးတော့အကူအညီတောင်းခံလာတဲ့အတွက်တွားရောက်ခေါ်ဆောင်လာခဲ့ရတယ်လို့သိရပါဗျ။ အဲ့ဒီအလင်းဝင်လာတဲ့တပ်သားတစ်တူဟာစစ်မှုထမ်းအပတ်စဉ်9ကဖြစ်ပြီးတော့လက်ရှိအချိန်မှာတော်လိုင်းတပ်ဖွဲ့များကကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်ထားတယ်လို့သိရပါတယ်လက်နက်ခဲတော့မပါပါဘူးဇာတိနဲ့အမိကတော့မိသားစုရဲ့လုံခြုံရေးအရာပြောလို့မဖြစ်ပါဘူးသူကမန္တလေးမှာပေါ်တာဆွဲခံရတာပါသူ့ရဲ့ဇာတိကတော့အခြားမျိုးကပါတချမ်းရက်ခရက်ကကျွန်တော်တို့ကတွားခေါ်ရတာပါလမ်းကြောင်းအခက်အခဲရှိနေတာနဲ့ကြာနေလို့ မေလာတရနေ့မှာကျွန်တော်တို့ရဲ့ဌာနေကိုရောက်လာတာပါစစ်မှုထမ်းတင်တန်းကိုတော့ရက်ဆောက်ဘာထူးရကတာတက်မှာတက်ခဲ့ရတာပါစစ်ကောင်စီတပ်သားတွေရောရဲတွေရောပြူစောတိတွေရောပေါ့မင်းအွန်လိုင်းအတွက်ကိုယ့်အသက်ကိုအသိမခံဘဲနဲ့အမြင်မှန်ရတာပြည်သူ့ဘက်ကိုဗတ်ပြောင်းခိုလုံဖို့ပြောချင်ပါတယ်လို့ဘာမာ Revolution Rangers ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံဒီမိုကပြောပြထားပါတယ်စစ်ကောင်စီတပ်သားများရဲနဲ့ပြူစောတိများအပါအဝင်စစ်တပ်နောက်လိုက်များအနေနဲ့တော်လိုင်းတပ်ဖွဲ့များနဲ့အ мян ဆုံးပူးပေါင်းကြရန်နှိစက်ရာတော်လိုင်းတပ်ဖွဲ့များထံမှလာရောက်ပြီးတော့ခိုလုံကြပါရန် ဘာမား Revolution Rangers တပ်ဖွဲ့ကအသီးပေးနှိုးဆော်ထားပါတယ်ပြည်သူတွေအနေနဲ့လေထောင်းသတင်းများကိုသတိပြုပြီးတော့ဂရုစိုက်ကြရန်မြေပြင်စစ်ကြောင်းသတင်းများကိုလည်းအမြဲမပြတ်သတိပြုကြရန်နဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့အနီးနားမှာတွာလာနေထိုင်ခြင်းမျိုးမပြုကြရန်ဘာမား Revolution Rangers ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံဒီမိုကသတိပေးပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနင်္ဂနွေလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်ရဲ့အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ